โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီမိတ်ဆွေတို့နိုင်ငံခြားနံပါတ်တွေလိုအပ်လာတဲ့အခါဘယ်မှာတွားယူရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမယ်အာကျွန်တော်တို့ကပေးပယ်အကောင့်ဖွင့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အာတခြား Facebook တို့ Instagram တို့ Telegram တို့ဒါမျိုးဖွင့်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီနိုင်ငံခြားနံပါတ်တွေလိုအပ်လာရေပေါ့နော်လိုအပ်လာတယ်ဘာလို့လဲဆိုတော့အဓိကတော့ကျွန်တော်တို့ကပေးပယ်အကောင့်ဖွင့်တဲ့အခါမှာပတ်စံနေနဲ့ပတ်သက်တဲ့အကောင့်တွေဖွင့်တဲ့အခါမှာကျွန်တော်တို့နိုင်ငံကို support မပေးတာများတယ်အဲ့တော့ကျွန်တော်တို့က ထိုင်းတို့မလေးရှားတို့ကတကယ်ချင်းနေရှိမှာအကူအညီတောင်းပြီးတော့အကောင့်တွေဖွင့်ရတယ်ပေါ့နော်။တချို့ဆိုရင်ဝယ်ရတယ်ဗျာ။ဒီမှာကျွန်တော်အတိအကျပြောချင်တာရောင်းတဲ့လူတွေဒီပေးပေအကောင့်ရောင်းနေတဲ့လူတွေပေးပေအကောင့်ဆိုတာကဗျာခမဖုန်းနံပါတ်တစ်ခုကိုအကောင့်တစ်ခုပဲဖွင့်လို့ရတာ။အာအလွန်ဆုံးဖွင့်မှာနှစ်ကောင့်ဖွင့်လို့ရတယ်။ business account ရယ် personal account ရယ်ဖုန်းနံပါတ်တစ်ခုကိုပေးပေအကောင့်တစ်ခုပဲဖွင့်လို့ရတယ်။အဲ့ဒါကိုမှရောင်းစားနေတဲ့လူတွေကကြတော့ဖုန်းနံပါတ်တွေအများကြီးတူလို့ဘယ်ကနေတော့ရတာလဲ။ဒါကခမတို့စဉ်းစားစရာရှိရေပေါ့နော်။ ်အာကျွန်တော်တို့သိတဲ့အတိုင်းပဲပုံမှန်လူမှာဖုန်းနံပါတ်ကအလွန်ဆုံးရှိရင်တစ်ခုနှစ်ခုသုံးလေးခုဒီလောက်ပဲရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ရောင်းမယ်ဆိုတော့ခမရဲ့ customer ကယာနဲ့ခြီးပြီးတော့ရှိမယ်ဆိုလို့ရှိရင်အဲယာနဲ့ခြီးတဲ့ဖုန်းနံပါတ်တွေခမရဘယ်ရတော့ရမှာလဲဒါကိုကျွန်တော်ပြောပြမယ်ဖုန်းနံပါတ်တွေအဲ့လိုယာနဲ့ခြီးပြီးယူလို့ရတဲ့နေရာရှိရပေါ့နော်ဘယ်နေရာလဲဆိုတော့ဒီနေရာပေါ့နော်ဒီမှာ tab number ဆိုပြီးတော့မိတ်ဆိုလို့ရိုက်ပြီးတော့ရှာလိုက်တယ်ဆိုလို့ရှိရင်သူက ဒီ website လေးကြာလာလိမ့်မယ်ဒီမှာဘယ်ကောင်ကိုပဲနှိပ်လိုက်နှိပ်လိုက်အဲ့ဒီ website ကိုပဲရောက်သွားမယ်ပေါ့နော်ကျွန်တော်ဒီ website ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ free ပေးထားတဲ့နံပါတ်တွေရှိရယ်ဒီနံပါတ်တွေတရားမိတ်ဆွေကြိုက်တဲ့နံပါတ်ကိုယူတုံးလို့ရတယ်ဒါတွေကပတ်စံပေးစရာမလိုဘူးလုံးဝ free ဘာကြောင့်ဒီနံပါတ်တွေကိုယူတုံးလို့ရလဲဆိုတာဒီနံပါတ်တွေကတို့လို့ပတ်စံမယူတော့ဘူးနဲ့ free ပေးထားတဲ့ဟာတွေပြောရလို့ရှိရင်ဒီကောင်တွေကအများတုံးနေပေါ့နော် ဒါပေမဲ့ဒီမနံပါတ်တွေကမလုံးချုံဘူးစိတ်မချရဘူးတစ်ခါတလေကြလို့ရှိရင်အကောင့်ဖွင့်လို့မရတယ်ဒီဖြစ်တတ်တယ်ပေါ့နော်။ဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့ဆိုပါတော့ဥပမာ PayPal အကောင့်ဖွင့်မယ်ပဲဆိုတော့ဒီ US ဖုန်းနံပါတ်နဲ့လူတယောက်က PayPal အကောင့်ဖွင့်ပြီးသွားရဆိုလို့ရှိရင်ခင်ဗျားကလာပြီးတော့အဲ့ဒီဖုန်းနံပါတ်နဲ့ပဲ PayPal အကောင့်ထပ်ဖွင့်မယ်ဆိုရင်မရတော့ဘူး။ဘာလို့လဲဆိုတော့ PayPal အကောင့်ကဖုန်းနံပါတ်တစ်ခုကို အကောင့်တစ်ခုနှစ်ခုပဲဖွင့်လို့ရတယ်ဒါကြောင့်မလို့ခမည်းလာဖွင့်တဲ့အခါမှာသူများဖွင့်မိသားဆိုရင်မရတော့သူများတုံမိသားဆိုတော့တုံးလို့မရဘူးဒီလိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ free number တွေကိုစမ်းသုံးကြည့်မယ်ရလားရရင်ယူမယ်တကယ်လို့မရဘူးဆိုရင်ဘယ်လိုလုပ်မလဲမရဘူးဆိုလို့ရှိရင်ရိုးရှင်းပါတယ်ကျွန်တော်တို့ဝယ်မယ်ပေါ့နော်ဝယ်မယ်ဆိုလို့ရှိရင်ဒီမှာ VIP ဆိုတာရှိရယ် VIP number ကိုနှိပ်လိုက်ပါဒါကတော့ နံပါတ်တစ်ခုဝယ်ပြီးလို့ရှိရင်အဲ့ဒီနံပါတ်ကလုံးဝခမားအပိုင်ပေါ့နော်ခမားတယောက်တည်းတုံရတဲ့နံပါတ်ဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနံပါတ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ဒီထဲမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့အကောင့်ထဲမှာပတ်စံထည့်ထားရမှာဒီထဲမှာအနည်းဆုံးကတော့၅ချက်ကနေစပြီးတော့ထည့်လို့ရတယ်ဒါပေမဲ့10ဒေါ်လာထည့်ထားရင်တော့အကောင့်ဆုံးပဲပေါ့နော်အဲ့လိုရောင်းတဲ့လူတွေအကောင့်ဖွင့်ပြီးရောင်းစားတဲ့လူတွေရဗျာဒီထဲမှာ10ဒေါ်လာလောက်ထည့်ထားလိုက်တာနဲ့ဒီကဖုန်းနံပါတ်ဒီအများကြီးယူလို့ရသွားတယ် အများကြီးယူလို့ရသွားတဲ့အတွက်ကြောင့်မို့သူတို့ကအပြင်မှာပြန်ရောင်းစားတယ်ဆိုလို့ရှိရင်အကောင့်တစ်ခုတထောင်းလောက်ပဲရောင်းတော့အကောင့်တစ်ခုတထောင်းလောက်ပဲရောင်းနေဆိုလို့ရှိရင်တော့မှအတရက်ကို၁၀ခုလောက်ရောင်းနိုင်တယ်ဆိုလို့ရှိရင်တလောက်အခု၁၀၀လောက်ပေါ့အဲအခု၁၀၀လေးလေအခု၃၀၀လောက်တော့ထွက်တော့မှာပေါ့နော်อืม၁၀ရက်ရက်၃၀ဆိုတော့၃၀၀ပေါ့၃၀၀ဆိုတော့အာသူတို့ပြန်ရတဲ့ပတ်စံကအများကြီးမြတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဗျာဒီမှာကြည့်လိုက် ဒါကိုဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်ပြပေးမယ် free ယူတာကတော့ကျွန်တော်ပြခဲ့ပြီးပြီเนาะဒီမှာเนาะဒီကနေပြီးတော့အဲဒီညံမဟုတ်ပါဘူးပြရောက်ပါလေအဲဒီမှာဒီကနေပြီးတော့ copy ဒီလိုပဲကိုကြိုက်တဲ့ number ယူလိုက်ဒီမှာဗျာ select country ကိုယူလိုက်ဒီမှာကိုကြိုက်တဲ့နိုင်ငံတစ်ခုခုယူလိုက်အာပြီးတော့ဒီမှာဖုန်းနံပါတ်ကြိုက်တဲ့ဖုန်းနံပါတ်တစ်ခုခုယူလိုက် select လုပ်ပြီးတော့အာဒီမှာ copy လုပ်ပြီးတော့ကိုဖွင့်မဲ့ account မှာတွားထည့်လိုက်အောင်မယ်ဒါပေမဲ့မရတာများတယ်ဒီမှာကြည့်တာ ဘာကြောင့်မရတာများရလဲဆိုတော့ခုနကျွန်တော်ပြောခဲ့လို့ပဲသူများတုံပြီးသားတွေဖြစ်နေတတ်တယ်ပေါ့နော်အဲဒါကြောင့်မရတာများတယ်အဲ့တော့ကျွန်တော်တို့က VIP VIP ကိုယူမယ်ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော် VIP ကိုနံပါတ်ကိုဘယ်လိုယူရလဲဆိုတော့ဒီမှာကျွန်တော်တို့ကပထမဆုံးရွေးလိုက် choose service ဆိုတာကျွန်တော်တို့ဘာအကောင့်ဖွင့်မှာလဲ PayPal အကောင့်ဖွင့်မှာလား PayPal အကောင့်ဖွင့်မှာဆိုရင်ဒီမှာ PayPal ရှာလိုက်ရှာလိုက်ပေါ့နော်ဒီမှာ PayPal โอเคเป้เป้อกาวพ่อมาဆိုကျွန်တော်เป้เป้ဆိုပြီးရှာလိုက်တော့ดูก็บล็อกไปရတယ်ဆိုတော့30เนี่ยပြား30เนี่ยပြားไปไปရတယ်ဗောเนาะ30เนี่ยပြားไปไปရတယ်เป้เป้อกาวพ่อဘောတော့ကိုโอเคอ่ะဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်နိုင်ငံဗောเนาะနိုင်ငံနိုင်ငံနဲ့ရွေးရအောင်မယ်ဒီမှာ select country ဒီမှာကျွန်တော်တို့ကြိုက်တဲ့နိုင်ငံကြိုက်တဲ့နိုင်ငံရွေးတယ်ကျွန်တော်တို့အခုလက်ရှိနေနေတဲ့နိုင်ငံကိုရေးမယ်ဗောနော် Okay ဒီမှာဒါဆိုလို့ရှိရင်32ပြားဗောနော်32ပြားဆိုတော့ အကုန်လုံးကျွန်တော်ကြားမဲ့အမောင်က32ပြားပဲကြားမှာဒါဆိုရင်မိတ်ဆွေတို့စဉ်းစားကြည့်ပါကျွန်တော်ဒီထဲမှာ100ဒေါ်လာလောက်ထည့်ထားတယ်ဒီ account တစ်ခုကို32ပြားပဲရင်းပြီးတော့ကျွန်တော်အပြင်မှာ1000လောက်နဲ့ပြန်ရောင်းမယ်ဆိုကျွန်တော်ဘယ်လောက်တောင်မြတ်နေမလဲဒါတော့စဉ်းစားပါတော့မိတ်ဆွေတို့စဉ်းစားဖို့ပြောတာပါ Okay ကျွန်တော်တို့ကဒီမှာအာ service လည်းရွေးပြီး country လည်းရွေးပြီးပြီးတဲ့အခါကျကျွန်တော်တို့ buying ကိုနှိပ်လိုက် buying ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ တကယ်လို့ကျွန်တော်တို့ပတ်ဆိုင်ကဒီထဲမှာရှိရဆိုရင်တူတခါလဲဝယ်ပြီးသားဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ပတ်ဆိုင်မရှိဘူးဆိုလို့ရှင်တော့ဒီနေရာကိုရောက်လာမယ်ပေါ့နော်။ဒီနေရာကိုရောက်လာတယ်ဆိုလို့ရှင်မိတ်ဆွေဒီမှာ bank account နဲ့ပေးလို့ရတယ်။ဒီ website တွေနဲ့လည်းပေးလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဒါတွေကကျွန်တော်တို့မတုံးဘူး။မတုံးဘူးဆိုတော့အများတော့ပြန်တော့ဘန်ကတ်နဲ့ပေးရမှာเนาะဘန်ကတ်နဲ့ပေးရတကယ်လို့ကို့မှာဘန်ကတ်လည်းမရှိဘူးဆိုဘယ်လိုလုပ်မလဲခရပီတိုနဲ့ပေးလို့ရတယ်ဒီမှာခရပီတိုခရပီတိုနှိပ်လိုက်တယ်ဆိုရင် Bitcoin ရှိရ USDT ရှိရအာ ပြီးတော့ဒီကောင်လေးရှိရပါတော့တရားဝင်ပေါ့ပြီးတော့ဒီမှာ liquid ကို BNB ကိုဆိုတော့ဗျာအာ Telegram နဲ့လည်းပေးလို့ရတယ်မှာ Ton Coin နဲ့လည်းပေးလို့ရတယ်ဆိုတော့ဗျာကျွန်တော်တို့ကအာကောင်းဆုံးကတော့ USDT နဲ့ပေးတာကောင်းတယ်ဆိုတော့ USDT ကိုရွေးလိုက်တယ်ဒီမှာအများကြီးရှိရဒါပေမဲ့ကျွန်တော်တို့ကဒီကောင်အောင်ပဲရွေးရမယ်ပေါ့နော်အာဒီကောင်လေးလက်မိတ်ဆိုလို့ကျွမ်းကျင်နေဆိုတော့ရွေးပါတော့ကျွန်တော်ကတော့ဒီကောင်ပဲတည်ရဆိုတော့ဒီကောင်ပဲရွေးရ TRC20 ပေါ့နော်ဒီခွင်းဆောက်ခွင်းပိတ်တရားပေါ့ဒီမှာ TRC20 ကိုကျွန်တော်ရွေးလိုက်ပြီဆိုရင်ဒီဘက်မှာ9ဒေါ်လာကနေပြီးတော့ဒေါ်လာ90ဒီဖြည့်လို့ရတယ်ဆိုတော့အ ਨੇ ဆုံးအ ਨੇ ဆုံးကိုရွေးကြည့်လိုက်ပေါ့နော်9ဒေါ်လာရွေးလိုက်တယ်ရွေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာ second ဖတ်ဖို့နေရာလေးပေါ်လာတယ်မဟုတ်ရင်လည်းဒီ address ကို copy ကူးရပြီးတော့ကိုယ့်ရဲ့ Binance ကနေတွဲလွှဲလို့ရတယ်မဟုတ်ရင်လည်းဒီကနေပြီးတော့ second ဖတ်လိုက် second ဖတ်ပြီးတော့ percent detail ကို ပြောင်းထည့်လိုက်လို့ရပြီဒါကတော့ဒီ binance တောင်းတဲ့လူတွေဆိုလို့ရှိရင် TV ဒါဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မပြောဆက်ပြီးတော့အရှိကြီးမပြောတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ပတ်စံဒီထဲကိုရောက်လာမယ်ပေါ့เนาะဒါဒီမှာပတ်စံလွဲလိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ balance ပေါ့เนาะဒီနေရာမှာဒီ balance မှာကျွန်တော်တို့က5ဒေါ်လာရောက်လာလိမ့်မယ်ရောက်လာပြီဆိုရင်ခုနကကျွန်တော်ပြခဲ့လို့ပဲဒီမှာ number တွေခလာစိတ်ချရွေးယူလို့ရပြီရွေးပြီးတော့ဝယ်လို့ရပြီဟုတ်ပြီเนาะ โอเคဒါဆိုလို့ကျအားလုံးပဲဆင်ပြေကြမလို့ထင်တယ်အဲ့လိုနည်းနဲ့ပဲကျွန်တော်တို့ကဒီ account ဖွင့်ပြီးတော့ပြန်ရောင်းတဲ့ service တွေကိုလောက်တန်းလောက်ကြတာပေါ့เนาะသူများတွေအဲ့လိုဖွင့်ပြီးတော့ပြန်ရောင်းကြတာဖြစ်တယ်ဒါဆိုလို့ကျမိတ်ဆွေတို့လည်းကိုယ်ပိုင်အကောင့်တစ်ခုကိုတခြားနိုင်ငံခြားဖုန်းနံပါတ်တစ်ခုဝယ်ပြီးတော့ဖွင့်တတ်တော့မယ်လို့ကျွန်တော်ထင်တယ်ဘယ်ဘက်